နာတိန်စီကွန်စီမြောင်းလာရအိန္ဒိယဝန်ကြီးချုပ်မော်ဒီကိုမြန်မာဘာသာလိုနဲ့ပြောတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။တော့အခုတော့ဟိုထပ်မှထုတ်ရှားမှုတော့မရှိတော့ပါဘူး။သို့တော်လည်းပဲ follow up လုပ်တဲ့ငလေးငယ်လေးတော့လှုပ်ပါတယ်။ကျွန်တော်အခုထပ်မှလှုပ်ရှားမှုတော့မရှိတော့ဘူးတဲ့။ဒီမှာလည်းပဲဟိုတကယ်ငလေးအဓိကဘိုးချက်လှုပ်ခဲ့တဲ့မန်းလေးမျိုးကိုကျွန်တော်ရောက်နေပါတယ်။အသေးဆုံးနဲ့ဒီလက်ရှိပေါ့တထ ောက်ရှိရတယ်ဒီဆုံးနဲ့တို့2ယောက်ရှိပါတယ်ဒဏ်ရာရတယ်2400လောက်ရှိပါတယ်ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ဆယ်တင်းလုံကားတွေဦးစပြီးလုပ်နေပါတယ်ဒီတဲ့ပုံနိုင်ဖို့ဓာတာတော့များပါတယ်အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့အခုလိုအနာတိန်စီကောင်စီကနေရာတွေဘုံကျဲတာတွေလည်းလုံတဲ့နေရာတွေလည်းများပြရှိတယ် အပိစကားပြောတာရယ်နော်ကျွန်တော်တည်င်းဌာနတွေမှာလည်းအစူရောဘက်ကနေပြီးတော့ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတဲ့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်အများကြီးအားရှိပါတယ်တဲ့မြန်သူမြောက်ဘုံချလို့အားရှိတော်တာလားတို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီဒီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွေးလမ်းတော်တွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွေးတွေပြတ်ထွက်တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ်